တကယ့်နိုင်ငံရေးသမားတွေသူတို့လုံနာနိုင်ငံရေးလဲဆိုတော့နိုင်ငံရေးကိုအကြောင်းပြပြီးတော့လှုပ်ရှားနေတဲ့လူတွေတိတ်ပေါ်များနေလို့ဘယ်သူပဲဝါလို့ကျွန်တော်မပြောဘူးသို့တော့ဗမာပြည်မှာတော့နိုင်ငံရေးနဲ့လှုပ်ရှားနေတဲ့လူတွေများတယ်လှုပ်ရှားပါကျွန်တော်တို့လည်းဒီဟာဝါသနာလည်းမပေါပါဝင်လူကိုလည်းမနာလဲလူလည်းမဖြစ်ပါဘူးလှုပ်ရှားကြပါသို့တော့လေတချို့ကိစ္စတွေကြတော့ရင်းနာတယ်ဗျဗမာပြည်မှာတက်ကတူအကြောင်းနေဖွင့်မရတာဘလောက်ကြာ အခုចောင်းသားလောကထဲမှာပါစဒီနိုင်ငံရေးသမားဆိုတဲ့ပုံကူတွေဟာကလေးတွေစာမမမတင်နေအောင်ဟေးမင်းတို့တင်လို့လဲဘာအကြောင်းမတူထွက်မင်းတို့ဘာပညာရေးစနစ်ကဘာဖြစ်တယ်ညာဖြစ်တယ်သွားចောင်းမမထွက်လာဟာဘာမှလမ်းចောင်းပြီမင်းတို့အဲ့ဒီမှာစန္ဒပြဟာမင်းတို့ចောင်းကနေမှမနေနဲ့တမခါတွေဖွဲ့ တမကားဖွဲ့တာဆန္ဒပြတာကိုကျွန်တော်စန့်ကျင်တာမဟုတ်ဘူးဒါလူချင်းလို့ပဲဒါတွေလုပ်ချင်းလို့ပဲအဲ့ဒီဒီမိုကရေစီဆိုတဲ့ခေတ်ကြီးကိုကျွန်တော်တို့တောင်းတခဲ့ရတာဒါကိုကန့်ကွက်တာမဟုတ်ဘူးဒါပေမဲ့စာတင်နေတဲ့ကလေးတွေအလုတ်ခွင်ထဲမှာမိဘကိုလုတ်ကျွေးနေတဲ့ကလေးတွေစွဲထုတ်တာတော့ရင်းနာတယ်ဗျာဒီကလေးတွေဘယ်ချိန်ပညာသွားတင်လဲအခုစွဲထုတ်ပြီးတော့ခိုင်းရင်ဒီကလေးတွေကိုပြောတော့စကလုံးကသိလာတာပဲအနာကိုက်ရဲ့ခေါင်းဆောင်နေတယ် အဲ့ဒီအနာဂတ်ရဲ့ခေါင်းဆောင်တွေကိုစာသင်ခန်းထဲကဆွဲထုတ်အပြင်မှာလမ်းပေါ်မှာအိုးဒီအော်အော်ပြီးတော့ဘဝဖြက်စီးပြစ်ပြီးတော့အနာဂတ်ရဲ့ခေါင်းဆောင် तू ကဘလို့ခတ်မှာတိုင်းပြည်ခေါင်းဆောင်မပြောနဲ့အရက်ထဲမှာဂျွာမှာရက်ွက်ထဲမှာအုတ်ချုပ်ရည်မှုရွေးတာတော့မှဘွေရမှာဆိုတဲ့စာကြီးခံထားတယ် ဒီကလေးတိုင်းပြည်ကောင်းဆောင်ဖြစ်ပေဖို့နေတယ်သာစိန်ကောင်းတော်မဖြစ်နိုင်တော့ဘူးစာမတင်ရရင်အဲ့တော့ကလေးတွေကိုစာတင်ကန်းကြီးကဆွဲထုတ်တာမျိုးနိုင်ငံရေးလုပ်တယ်လို့ပြောရင်ကျွန်တော်သိရှင်းတာဟိုကျော်အောင်ဆန်းအသက်32နှစ်မှာတိုင်းပြည်ကောင်းဆောင်ဖြစ်သွားတယ်ဘွေးရတယ်ဗျတက်ကတော့မှာပညာကိုတောက်အောင်တင်သွားတယ်ဘယ်လိုဘိုးကျော်အောင်ဆန်းလို့တကယ့်အာဇာနည်ကောင်းဆောင်မျိုးဟာဟာဒီကလေးတွေကို စတဲ့ငန်းကြီးကဆွဲထုတ်ပြီးတော့စမတက်ပေမတက်ဘဝရောက်ဘယ်တော့မှမလုပ်အဲ့ဒီလိုတော့လူကြီးတွေကလည်းလိုက်ပြီးတော့အတိလေးနဲ့ထိမ့်ပေးတင်တယ်အဲ့ဒါကိုနိုင်ငံရေးလို့ကျွန်တော်မထင်ဘူးနိုင်ငံဖျက်နေတယ်လို့စိတ်ထဲမှာထင်တယ်တကယ့်နိုင်ငံရေးကဒါပဲဗျာသူတို့ဒီခုနကျွန်တော်ပြောသလိုပဲစေရင်ကောင်းလည်းဖြစ်ချင်မှဖြစ်မယ် မျိုးနဲ့အုပ်ချုပ်ရေးမှုလည်းဖြစ်ချင်မှဖြစ်မယ်လွတ်တော်ကိုယ်စားလှယ်လည်းဖြစ်ချင်မှဖြစ်မယ်တမရလည်းဖြစ်ချင်မှဖြစ်မယ်ဖြစ်ဖြစ်မဖြစ်ဖြစ်တိုင်းပြည်ထဲမှာလူငယ်တွေလူတွေဒုက္ခရောက်နေသူတို့မနေနိုင်ဘူးဟိုးရန်ကုန်ကတကုံအရှိမျိုးနယ်မှာရေငတ်နေတာကိုကြိုက်မရောကနေပြီးတော့ရေသွားတိုက်ပြီးတဲ့စိတ်ဗျအဲ့ဒီလူတွေမှာအာဇာနည်မခေါ်ရင်ကျွန်တော်တို့ကဘု து အာဇာနည်သွားခေါ်မယ်ဒါကြောင့် ဒီစာကြည့်လိုက်တဲ့မှာထဲကျင်တဲ့လူထဲပါကျွန်တော်တို့လူငယ်တွေကိုလည်းအကုန်လုံးနောင်လာနောက်သားတွေလည်းခေါ်ပြပေးပါကလေးတော်မှကြည့်ဟဲဒီပုံကိုတွေဟာရရမညတိုင်းရကြိုက်မရောမြို့ရဲ့ဂုံကိုစွန့်ဆောင်ပြီးနိုင်ခဲ့တဲ့အာဇာနည်အစ်စ်တွေဖြစ်တယ်ဗမာပြည်ရဲ့အင်မတန်ဖိုးတန်တဲ့နိုင်ငံရေးသမားတွေဖြစ်တယ်ဆိုတာကိုစာကြည့်လိုက်ဒါသမျှလူအလုံးကို လက်ညှိုးထိုးပေးပါလို့ပြောရင်းနဲ့ကြိုင်မျိုးမျိုးနေရ စာပေဝါဒနာရှင်များအခုလို့စာကြည့်တဲ့ပညာလေးနဲ့ဆိုတဲ့စာကြည့်တယ်လေဖွင့်နိုင်တာကိုကျေးဇူးတင်လိုက်တာဝန်းတာလိုက်တာဂုံယူလိုက်တာအဲ့ဒီနေရာမှာနောက်ထပ်နိုင်ငံရေးပါတီဆိုင်ဘုတ်တွေတသိန်းလောက်လာတင်တာထက်စာကြည့်တဲ့တိုက်ပေါ်လာတာဟာ အင်မတန်မှတန်ဖိုးရှိတယ်ဆိုတာလေမြို့သူမြို့သားအနေနဲ့ဂုံယူပြီးတော့ဝိုင်းဆောက်ချောက်ပေးစေကြပါတယ်အခုဆရာတော်ရဲ့တခါတကမတွေကယင်းနီးပေးလိုက်လို့646သိန်းလူတဲ့လူနဲ့10သိန်းလူတဲ့လူနဲ့အခုတကယ်ကိုစစချင်းပွင့်ထားတဲ့စာကြည့်တယ်လို့တော့ပြောလို့မရအောင်တကယ်ကိုတင်းတင်းတဲတဲ့စာကြည့်တယ်ဖြစ်နေဒါကိုမိဘပြည်သူများကလည်းပြစ်မထားပါနဲ့ ဒါဒီမိဘရင်ငွေနဲ့မိဘများရဲ့ရင်ငွေစေရနာရှင်များရဲ့ရင်ငွေဒါနရှင်များရဲ့ရင်ငွေအခုဆရာတော်ဘုရားများရဲ့ရင်ငွေနဲ့ဒီစာကြည့်တဲ့ဖွံ့ဖြိုးအောင်ဆက်လုပ်ဖို့အလုပ်တွေအများကြီးကြံပါသေးတယ်အဲ့ဒီအပြင်အင်မတန်မှပရာဟိတာစိတ်ရှိမှန်းလေဒီနောက်ကဂူတော်တစ်ခုတည်းကြည့်လိုက်တာနဲ့သိပါတယ် မိရကားတွေရှိတယ်သူနာတင်ကားတွေရှိတယ်နိုင်ကူညီမှုကားတွေရှိတယ်အဲ့ဒီအစင်လာအားလုံးကိုလေယာမယာမညတိုင်းရကြိုက်မြို့ကြိုက်မြို့မြို့ဟာငါတို့ရဲ့ဒေတာကျက်တည်ဆိုပြီးတော့ဂုံယူပြီးတော့ဒီဒေတာသားတွေအားလုံးငါတို့ဒီပရဟိတသမားများဖြစ်တယ်ငါတို့ဒီတကူတီးသော အကျိုးစီးပွားအတွက်မိမိကိုမိမိကြံစီစ조사နေသောတကူတော်အတွက်ကြံစီစ조사နေသောအတ္တသမားများမဟုတ်ဘူးလို့ဂုံယူနိုင်ပါလေခုနဖိုးမောင်လာပြီကဗျာမှာနောက်ဆုံးကျွန်တော်တွေ့ခဲ့တဲ့အတွေ့အကြုံကဘာလဲဆိုရင်ဖိုးမောင်လာပြီကဗျာဖတ်ရင်းနဲ့အခုအသက်ရောက်လာတဲ့အခါကျတော့အခုလိုကာလအပြောင်းခေတ်ပြောင်းမှာ ဘာတွေတော့တွေ့ရလဲဆိုရင်လူတွေတော်တော်များများအဲ့ဒီလူလေးစားလောက်တဲ့ခေါင်းဆောင်တွေဖြစ်ချင်တယ်ဗျတမိုင်းတွင်ချင်တယ်ဗျလူသာတည်ပြီးတော့နာမည်မသေးမဲ့ပုံကူတွေဖြစ်ချင်တယ်ဗျကိုယ့်ကို အာဇာနည်ကြီးတွေလို့ထင်ချင်တယ်ဗျသို့တော်လေအဲ့ဒီပုံကူတွေဟာတကယ်လောက်ရမယ်အလုတ်ဖြစ်တဲ့ဖိုးမောင်လုတ်ခဲ့တဲ့ကိုကျိုးစွန့်တဲ့အလုတ်တော့လုတ်ဖို့မစင်စားကြဘူး ဖြစ်ချင်းလိုက်ကြတာလေတကယ်နိုင်ငံခေါင်းဆောင်အာဇာနီဖြစ်ချင်းတယ်ပြီးတော့သူများကျိုးစီးပွားကို ဆောင်ရွက်ဖို့နေနေသာသာကို့အကျိုးစီးပွားအတွက်သူများကျိုးစီးပွားတွေကိုတောင်မှမတရားသောနီ တရားသောနီလေဘင်းညတော်နီအမျိုးမျိုးဖုံဖုံသော မကောင်းမှုတွေနဲ့ကိုကျိုးစီးပွားဖြစ်အောင်လုပ်နေကြတယ် အဲ့ဒီလိုကြားတဲ့ဟာအာဇာနီဖြစ်ခြင်းတဲ့ပုံကောများဟုတ်အင်မတန်တော့အားနာတယ်တကွပဲပြောခြင်းခမတို့စက်မကြိုးစားနဲ့ဗျာခမတို့မဖြစ်နိုင်တဲ့လမ်းကြောင်းကိုလုံနေတာခမတို့ဘယ်တော့မှအာဇာနီဖြစ်မှာမဟုတ်ဖြစ်ချင်းဖြစ်ရင်အယူကြီးတွေပဲဖြစ်မှာပါပဲဆိုပြီးတော့ကျွန်တော်ပြောခြင်းအဲ့တော့ကျွန်တော်စီမှာအခုကြိုက်မရောကျွန်တော်အင်မတန်ချစ်တဲ့မျိုးပါဟိုးငငယ်တွေက အဆူရောထားဘူလီတင်အောင်ရေးပြခဲ့တယ်မွနုဌာနီယာမညသာသွားနေပြီသာသွားနေပြီဝီဒီကောင်းမင်းမင်းမောင်မောင်ဝင်ကြောင်းအညထန်းပင်ထန်းလက်ထန်းရော်ဝီစီကြိုက်မရောမျိုးဟာတာယာလှပီသည်ကြိုက်မရောတွင်ထင်ရှားဗုဒ္ဓရုပ်ပွားဖျားစီသည်ရှေးဘရင်များတီထားကိုးွယ်တကူးကြွယ်ခဲ့သည်တေချာနာတော်ကြီးတော်အဲ့တည်းမှာခရခက်စစ်ဘာမှမပါဘူး ။တမိုင်းကိုလည်းဂျာမညမျိုးအကြောင်းလေတည်တည်ချာချာပြောထားတာဘာမှမပေါ့။နောက်ကြီးလာတော့လေရှားရှားရှားဆက်ချီဦးချင်းနိုင်တည်ပါတယ်။အကိုလေးလို့ခေါ်တဲ့ဘူလေးတင်အောင်ဆောက်ချင်နေမေးတယ်။အကိုလေးရဲ့အဲ့ဒီဟာရေးတော့ကြိုက်မျိုးကိုဘယ်နှခေါက်ရောက်ဘူးလေ။တစ်ခေါက်မှမရောက်ဘူးဘူးလေ။ဘာကြည့်ရေးတာလဲ။ပြက်ကြိမ်မှာအဲ့ဒီအုံးမင်တန်းလေးကိုကြည့်ပြီးရေးတာလေ။ အဲ့ဒီလောက်ကလေးကြည်ရတာတဲ့တော်မှာကျွန်တော်တို့ဘောကမှာကုသကုနာတခြင်းလဲကျွန်တော်မချက်ဖဲရတာအဲ့ဒီမျိုးလုံးတော့မှာအဲ့ဒီအုံမင်းနန်းလေးတွေကချိန်ပြီးတော့ဆွဲနေအဲ့ဒီမွန်တို့ထာနေရာမညာတခြင်းလေးကလည်းအမြဲတမ်းနားထဲမှာကြားနေဒီမော်လမြိုင်ဘက်လာရရင်ကိုအဲ့ဒီတခြင်းလေးကရင်ခုန်စေတယ်နော်ဟိုချစ်စပယ်ရဲ့မမတို့မော်ရွှေမြိုင် တင်မော်ဒီခွဲချမ်းတရံလေးအမြန်ပြေးပါတယ်ဘတ်စကားဘောကလည်းဟာရေးတာဘယ်သူမှမသိပဲနဲ့တော်တော်ချီးကျူးတယ်ဒီဝင်မပြေးတယ်ဟိုခေါင်းခေါင်းချီလေးနဲ့ဟိုနောက်ကကိုယ်ရင်းဘော်ဒီထိုင်ကုန်နေပါတဲ့ဘော်ဒီနဲ့ဟာလေးကိုတင်မော်ဒီခွဲချမ်းတရံလို့တင်စားတော့လှတာဗျာအဲ့တော့မွန်ပြည်နယ်မော်လမြိုင်ကြိုင်မြော်မုဒုံအင်မတန်ချစ်စရာကောင်းတဲ့မြို့တွေ အဲ့ဒီအပြင်ကိုတီးတဲ့ချစ်စရာကောင်းတဲ့အလှပတွေကျွန်တော်ဒီနေ့ရှာတွေ့ခဲ့ပါတယ်အဲ့ဒါကတော့လူငယ်တွေရဲ့ပရိုက်တာစိတ်ဓာတ်ပါအဲ့ဒါကိုဝိုင်းဝန်းပန့်ဖို့ပြည့်ကြတဲ့မိဘပြည်သူတွေဆရာတော်သမတော်တွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်လူငယ်များကလည်းဒီအစဉ်လာကိုကိုညီတွေတူတွေလက်တဲ့အထိဆက်လက်ဖြန့်ဖြူးပေးသွားပြီးတော့ယာမညတိုင်းကြိုက်မြော်မြို့တာမှာက ဗမာပြည်နှင့်ကဘာသူကဘာသားအလုံးကိုပါကဲတင်ဆောင်ရွက်ပေးနိုင်တဲ့အာဇာနည်ပုဂ္ဂိုလ်ထူးမြတ်ဖြစ်ကြပါစေလို့လှိုက်လှိုက်လေလေဆုတောင်းရင်ညီကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ